ကျွန်တော်လည်း over ပါကျွန်တော် round 1မှာအဓိကတော့တခြင်းအသေးချာမစီလာတာပေါ့ကျွန်တော်မပိုင်တဲ့ဟာတွေကိုကျွန်တော်ဖွင့်ပြခြင်းနဲ့ဆိုပြီးတော့ကျွန်တော်လုပ်ခဲ့တဲ့အဲ့မှာကျွန်တော်အမားကြီးအများကြီးပါသွားတယ်ပေါ့ကျွန်တော်ရွေးချယ်မခံရဘဲနဲ့အိမ်ပြန်သွားတော့ဟာငါတို့သွားပြီပေါ့နောက်ကျတော့ brave နဲ့ပြန်ရမယ်ဆိုရင်ထပ်ပြီးတော့ဖုန်းဆက်တော့ဟာငါပြတာကိုသူတို့ကြည့်ရှင်သေးရပဲဆိုပြီးတော့ပို့ပြီးတော့စ조사ထားတယ်ပေါ့နော်ကျွန်တော် brave တော့မဖွင့်ဘူးပြီးတော့ဒါပေမဲ့ကျွန်တော်အလုံးအရင်တော့ ဖွင့်ခဲ့တဲ့ red room မှာကြောက်ဆို brave bee ရော techno ရော underground တွေဖွင့်လာဆိုတော့ရရင်တော့မစိမ့်ဘူးဗျာကြားရတာတော့ဒါပေမဲ့တစ်ခါမှတော့မဖွင့်ဘူးရှာလည်းမရှာဘူးဗျာကျွန်တော် round 1မှာပြုတ်ပြီးတော့ round 2မှာ wine can နဲ့ပြန်ပါလာတော့ round 1ကလည်းအမှားမျိုးမဖြစ်အောင်အကောင်းဆုံးဖျက်ပြနိုင်မယ်လို့မျှော်လင့်ပါတယ် round 1ထပ်အများကြီးပို့ပြီးတော့

bold taste for unstoppable moments grand royal signature gravy ဖွင့်သွားရပါတော့တခြင်းအပြင်ရတော့ gravy ဆိုရဲပေါင်ထဲမှာဝင်တယ်တခြင်းလေးမိုက်တယ်ဒါပေမဲ့အဓိကဘာပြောချင်တယ်လဲဆိုတော့လေအဲ့လိုဒီကွမ်းကာလာဖွင့်တော့ဘယ် music မျိုးစားမလို့တန်းတယ်ပေါ့နော်ဒါပေမဲ့အခုညီရနေလေးပူတန်းတယ်ဒီလားပူတန်းတယ်ဆိုတော့ဝမ်းကာလာကိုပေါ့ကိုရိုးဒီ event ကြီးပွဲတွေမှာထားတော့တနာ ਈ စားဖွင့်လို့တန်းသွားတာမျိုးဆိုရင်တမျိုးပါသလား duration တနာ ਈ လောက်ကြာလို့တန်းတယ်တမျိုးအခု7 minutes ထဲတော့နေလေးတန်းနေတယ် နော်အဲ့ဒါလေးတချင်းရွေးချယ်မှုလေးပေါ့နော်တချင်းလေးတွေကမိုက်တယ်ကော့ပြောင်လေးပါတယ်ဒါပေမဲ့အဲ့ဒါကမတန်းအောင်မအီအောင်ဘယ်လိုလှည့်ဖွင့်မလဲပေါ့နော်အဲ့ဒါတစ်ချက်ပြည့်ပြည့်စုံစုံမရှိဘူးဟောဒါ round 2ဖြစ်နေတဲ့အတွက် extra skills တွေနည်းနည်းလေးဟိုဘယ်လိုပါပါဝင်စေချင်တာပေါ့နော်ဒါလုတ်ပြသွားတာတော့မတွေ့တော့မတွေ့လိုက်ဘူးပေါ့နော်ဆိုတော့အဲ့ဒီပိုင်းလေးမှာတော့ဒါပြောရရင်ဟိုကိုယ့်အနေနဲ့ပြသလို့ရမယ့် skill တွေက bar skill တွေရှိမလဲအဲ베디ဂျီရ ဘယ်ပြိုင်ပွဲတွေမှာဘယ်လိုတွေလုပ်လဲဆိုတဲ့ဟာလေးတွေကိုကိုယ်အနေနဲ့အဲ့ဒီပိုင်းတွေကိုဟို YouTube မှာပဲဖြစ်ဖြစ်အဲနောက်ဆုံးဒီ local လဲမှာဆိုလဲကျွန်တော်ဗီဒီယိုတွေပဲရှိရပါတော့နော်ဆိုတော့အဲ့ဒီကနေဒါဟိုလုပ်လို့ရတယ်ပေါ့နော်လုပ်ပြီးတော့အဲ့လိုမျိုးပေါ့ကျွန်တော် inspiration ကျွန်တော်ရနိုင်တယ်ပေါ့ဆိုတော့အဲ့ဒီမှာကစားတဲ့ပုံစံမျိုးလေးတွေပါလိနည်းနည်းလေးကိုယ့်သချင်းနေနဲ့လိုက်ပြီးတော့ကစားကြည့်မယ်ပါညာဆိုရင်ဒါပို့ပြီးတော့ဒါပြိုင်ပွဲနဲ့ပို့ပြီးအဆက်မယ်ဆိုတော့ထင်ပါတယ်အဓိကတော့တချင်းရွေးထားတဲ့အပိုင်းလေးပေါ့တချင်းတချင်းကတော့ဟိုဒီလေးဟိုစပင်းလှည့်ရကိုယ်တိုင်းသွားလှည့်ရတာ မဟုတ်ဗျ။အော်သူများသူများဟုတ်ကဲ့ဟုတ်တာလား။အော်လှည့်သူများလှည့်ခိုင်းတာဟာလား။အော်โอเคအဲအဲ့ဥစားပေါ်ဘလို့ခံစားရလဲအခုကိုကိုယ်တိုင်မလှည့်ပဲနဲ့သူများလှည့်ပေးတော့ကြားတဲ့ဥစားမှာဒီ music နဲ့ဒီ genre နဲ့ပတ်သက်ပြီးတော့အခုစိတ်ထဲမှာအားမလို့အားမရဖြစ်တာရှိလား။ဟုတ်ကဲ့ဗျာကျွန်တော်တခါမှမဖွင့်ဘူးဗျာ break ပြီးอ่ะဒါပေါ့ဒါပေါ့နော်အဆင်မပြေရတော့အများကြီးပဲအဆင်မပြေရအများကြီးပဲနော်အချိန်လဲခဏလေးနဲ့ဆိုတော့ဒီ music genre ကို share ရလဲတော်တော်လေးခက်မဲ့တင်တယ်။ဘာဖြစ်လို့ဆိုတော့ဟိုကျွန်တော်တို့ဟို ရင်းနှီးနေကြမဟုတ်တဲ့အဥ္စာလေးဖြစ်နေရောเนาะဟုတ်တယ်ဒါပေမဲ့ဘာပဲပြောညီလေးအချင်းရွေးဝါးလေးတော်တော်ကောင်းတယ်ဒီ music channel မှာတချင်းလေးကိုကောင်းကောင်းလေးကိုလာပြီးတော့ခြားပြပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ညီလေးကျေးဇူးပါကျေးဇူးပါယုံကြည်ချက်တော်ထားပါတယ်ဒါပေမဲ့ဘယ်မှာကြုံမသိနိုင်အောင်လေကန်တရားပေါ့ကောင်းဆုံးတော့လုပ်ပြမှာမှာပဲတချင်းဖွင့်ပါပြမယ်တင်တယ်ဘာမှမပြဘူးဆိုတော့ စက်ကိုကြည့်လိုက်တဲ့ဒီမှာဟောကျူတခုမှမပါဘူးဆိုတော့ပြမှာမဟုတ်ဘူးမတော့မပြလို့မရဘူး။ဒါကြောင့်မို့သူရွေးဝါးတဲ့ချင်းလေးရာဟိုကျွန်တော်အဲ brave ဒီနေဟုတ်တယ်အဲဒီကာလာကလေအခုဘက်ကျွန်တော်တို့ dead back ရောက်တဲ့ဘက်ကိုအခုကပြောရရင်ကျွန်တော်တို့ဟိုတခြားကျွန်တော်တို့ဒီဟိုဘယ်လိုပြော underground music ပုံစံမျိုးပဲကျွန်တော်အဲသူဖွင့်တဲ့ brave ပုံစံကြတာလေအဲကျွန်တော်ဟို london တို့ဘာလို့မှဆိုနည်းနည်းလေးခက်စားလောကမိုက်တာတော်တော်မိုက်တယ်အဆင်ရှိအဆင်ရှိတကယ်တကယ်အဆင်ရှိတော်တော်ဆက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 ်အခုထိကျွန်တော် ဘောင်တွေကိုနည်းနည်းချိုးဖောက်တဲ့လူတိတ်ရှိတယ်เนาะလုံးဝမရှိဘူးတန်ဝင်ဝင်နိုင်ရတော့ဒီဓာဖွင့်ဆိုရင်ဒီဘောင်တွေကတော့နိုင်အောင်ဖွင့်နိုင်တယ်เนาะအဲတန်ဝင်ဝင်နိုင်မယ်ဆုံးဖြတ်ချက်လေးထားဖို့အတွက်ချိန်ရောက်ပြီเนาะโอเคပါ